ကဲတောက်သမီးတို့ဒီချက်နဲ့တူတူလုပ်ငန်းနှစ်လေးကိုဆက်ပြီးတော့လုပ်ကြည့်အောင်เนาะကဲလုပ်ငန်းနှစ်လေးမှာဆိုရင်ပေးထားတဲ့အပင်အရွက်နဲ့အပွင့်တွေကိုကြည့်ပြီးတော့တဲ့ကဲအဲ့ပင်လေးကဘာပင်လေးလဲဘာအသီးလေးဆိုတာကိုတောက်သမီးတို့ကပြောအောင်မှာဖြစ်ပါတယ် အရင်ဆုံးကြည့်ချက်ကပုံလေးကိုပြပေးမယ်။ပုံလေးနှစ်ပုံရှင်ပြီးတော့ပြပေးမယ်။တခြားကြည့်ရနော်။ပုံလေးထဲမှာအပွင့်လေးတွေကိုတွေ့ရမယ်။အရွက်လေးတွေလည်းတွေ့ရမယ်။ကဲအဲဆိုရင်ဒီအပွင့်လေးအရွက်တွေကိုကြည့်ပြီးတော့ဒီအပင်ကဘာပင်လဲ။ဘာသီးလေးတွေတောက်မီးတို့တခြားကြည့်ပြီးတော့ပြောကြည့်ပါဦး။ဟုတ်တယ်နော်ဒီဘက်ပင်မှာဆိုလို့ရှိရှင်အပွင့်လေးတွေ့ရတယ်အပွင့်ကအကြီးပဲလားတိတိလေးလားပြောကြည့်ပါတိတိလေးတွေနော် ိုက်ဖွင့်မြင်ဘူးလားဘာပင်ဖြစ်မလဲပုံလေးကိုကြည့်ပြော်လေတအားတို့ရဲ့ဘဝင်းကျင်မှာရှိရဲအိုက်ပင်လေးอ่ะဟုတ်တယ်တရက်ပင်เนาะတရက်ပင်မှာရှိရဲတရက်ပွင့်လေးတွေဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ပုံကြည့်ကြည့်ပါဦးဘာပင်လေးလဲဟုတ်တယ်အုံးပင်လေးเนาะအဲ့တော့အုံးပင်မှာဘာလေးပွင့်နေလဲပန်းလေးတွေပွင့်နေတယ်တရက်ပင်မှာဘာလေးပွင့်နေလဲ ပန်းလေးတွေပွင့်နေဟုတ်ပြီတရက်ပင်မှာလည်းပန်းလေးတွေပွင့်နေတယ်အုံးပင်မှာလည်းပန်းလေးတွေပွင့်နေအဲ့တော့တရက်ပင်မှာပွင့်တဲ့ပန်းကိုတရက်ပန်းအုံးပင်မှာပွင့်တဲ့ပန်းကိုကြတော့အုံးပန်းအဲ့တော့ဒီမှာတငန်းချင်းနှစ်ယောက်ကမိထားတယ်အပွင့်ကနေပြီးတော့အသီးဖြစ်တာလားတဲ့အသီးကနေပြီးတော့အပွင့်ဖြစ်တာလားတဲ့ကဲတောက်မီရောဘလို့ထင်လဲအပွင့်ကနေပြီးတော့အသီးဖြစ်လားလား အသီးကနေမှဒါမှအပုတ်ဖြစ်စဉ်းစားကြည့်ပါဦးအဖြေလေးကိုပြောကြည့်မယ်နော်ဟုတ်ပြီတချို့ကတဲ့အပွင့်ရနေပြီအသီးဖြစ်တယ်တဲ့ဟုတ်ပြီတချို့ကကြာအပွင့်ရနေပြီအသီးဖြစ်တယ်ကဲတအားတို့အဖြေလေးကိုဒီချေကနောက်ဆုံးမှပြောပြမယ်နော်ဒီချေတင်ငန်းဆိုင်ကိုဆက်ပြီးတော့သွားပြီးတော့တရားလိုက်ကြည့်ပြီးတော့အပွင့်ရနေပြီအသီးဖြစ်တာလားအသီးရနေပြီတော့ဖွင့်ဖြစ်တာလားဆိုတာကိုတရားလိုက်ပြီးတော့ကြည့်မယ်နော် ကဲအဲ့ဆိုရင်ဒီ share တော့နောက်ထပ်သင်ခန်းစာကိုစက်ပြီးတော့တော်မယ်နော်